မြန်မာနစ်စန်တရက်မှာအကျဉ်းသား4900နီးပါးကိုစစ်ကောင်စီကလက်ငင်းချမ်းသာခွင့်ပေးခဲ့ပါတယ်။ဒါပေမဲ့စစ်ကောင်စီဟာဒေါန်ဆန်းစုကြည်ပါဝင်နိုင်ငံရေးပြိုင်ဘက်တွေနဲ့သူ့ကိုစန့်ကျင်သူတွေကိုအကျဉ်းထောင်တွေထဲဆက်လက်ရှုံ့နှောင်ထားပါတယ်။လက်နက်မှုအကျဉ်းဖမ်းမှုတွေနဲ့နှစ်ရှည်ထောင်ဒဏ်ရမှတ်ခံထားသူတယောက်ရဲ့မိခင်ကတော့သူ့ရဲ့သားပြန်လွတ်လာဖို့မျှော်လင့်ခဲ့ပေမဲ့လက်ငင်းချမ်းသာခွင့်တွေပါမလာတဲ့အတွက်ဝန်းနေရတယ်လို့ပြောပါတယ်။ဒါပေမဲ့စစ်တပ်ကိုလက်နက်ကင်တော်လန်ခဲ့လို့အခုလိုအကျဉ်းကျခံနေရတဲ့သူ့သားအတွက်လည်းဂုဏ်ယူရဲလို့သူကပြောပါတယ်။ ။ဘုံရောပြုလို့ဆိုရင်ဆဲမှာရှိနေတော့မှမရရအောင်ပြန်ပြီးတော့ဆောက်ချက်ကြည့်လို့။ဘာမှတတ်တယ်လို့မျှော်လင့်လာတော့တဟားဆဲမှာသူတို့ကထိန်းသိမ်းထားတယ်ဆိုပြီးမှလို့တဟားသူ့ရဲ့အနာဂတ်ကိုသူကသူကဆက်ဆက်ပြုသွားတယ်။သူကဆက်ဆက်ပြုသွားပြီးတော့သူဘာလို့ရမလဲဆိုတော့ပြုသွားပြီ။သူကပါအောင်ပေါ့အချိန်မျိုးချုပ်လိုက်ပြီးမယ်လို့ဒါကအသေးမှမြည်ပြီးတော့လုံးဝဘယ်လိုတော့မခံဘူးသူရောက်ချာလိလာတယ်။အဲ့မှာအဲ့ဆက်မှာစပန်စာတင်တဲ့လူရှိရယ်အစီအစရာလည်းရှိရယ်တခြားလူရောရှိရယ်ဆိုသူက ဘာမှတုတ်တလာတော့ရမယ်ဥပမာသူရေးချက်ဧပြီ18ရက်နေ့ညနေခင်းကောက်ယူရရှိထားတဲ့ဇင်းတွေရဒီကနေ့လွတ်ပေးလိုက်တဲ့အကျဉ်းသားတွေတဲ့နိုင်ငံရေးအရဖမ်းဆီးခံထားရသူတရားကြော်ပဲပါဝင်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်တည်ထောင်သူကိုတိုက်ထွန်းကပြောပါတယ်စစ်ကောင်စီကတော့အာဆီယံမှာမျက်နှာပန်းရဖို့နာမည်ပါရုံဆိုတော့ပေါ့နော်နိုင်ငံရေးအကျဉ်းသားတွေပါတယ်ဆိုရယ်ပုံစံလောက်တာသူတို့ကထည့်ထားပြီးမှတကယ်လက်တွေ့မှာတော့တော်လိုင်းရေးအားကောင်းလာတဲ့အခြေအနေမျိုးမှာသူတို့ကိုပြန်ပြီးမှ တနက်မောင်းပြန်လဲမဲ့လူတွေသူတို့ကိုပြန်ပြီးမှတော်လန်မဲ့လူတွေအမေရိကကိုချင်းမဲ့နွေးလူတွေကိုတော့အတက်နိုင်ဆုံးအချင်းအောင်ထဲမှာပဲဆက်ထိန်းထားမယ်ဆိုတော့သူတို့ရဲ့နောက်ွယ်ကတဘောထားကိုတော့ကျွန်တော်တို့တွားတွေ့ရတဲ့အခြေအနေဖြစ်ပါတယ်ဒါကြောင့်မို့လို့လည်းနိုင်ငံကြီးချင်းသားအဲလွတ်လိုက်တိုင်းမှာပါဝင်မှုမှာနည်းနေရဖြစ်တယ်ပေါ့နော်ဒီပြင်စစ်တပ်ကပြစ်မှုအများပြားကိုပြစ်တံရှောက်ပုံတပုံရှော့ရှားခဲ့ပြီမဲ့နိုင်ငံရေးပြိုင်ဘက်တွေနဲ့သူ့ကိုစန့်ကျင်သူတွေကိုဆွဲဆိုထားတဲ့လက်နက်မှုမတရားသင်းဆက်နွယ်မှုအကြမ်းဖက်မှု အဂရိလိုက်စားမှုနဲ့တဘာဝဘေးစတဲ့အမှုတွေကိုတော့ပြစ်ဒဏ်ချော့ချမပေးခဲ့ပါဘူး။ဒါဟာနိုင်ငံရေးရည်ရွယ်ချက်နဲ့လုပ်ခဲ့တာလို့ဥပဒေပညာရှင်တယောက်ကသုံးသပ်ပါတယ်။အရင်ပေးခဲ့တဲ့အမိသားရည်ရောသူကမမင်းရှင်းနဲ့သွားတယ်လို့။ဒါပုံမှန်ရင်စံတက်တယ်။လူပုဂ္ဂိုလ်တွေခွဲကြတယ်။ပြီးမှမပေးတဲ့လူတော်မဲ့လူကြီး။ဥပမာရင်တလားအတွင်းနှစ်လားအတွင်းသုံးလားအတွင်းလူမဲ့လူကြီး။ဒီလူတွေကိုတီးပြစင်းကောက်ယူပြီးတော့မှ ခဏတူတူကိုအာလူမျိုးချမ်းသာကိုပေးတယ်ဆိုတဲ့နိုင်ငံကြီးလေးတစ်ခုပေါင်းညောင်းမှုပေးတဲ့သဘောပဲမြန်မာဒီမိုကရေစီဖွဲ့ချုပ် NLD ဗဟိုအလုတ်ကော်မတီဝင်ဦးကျော်ထွေးကတော့စစ်ကောင်စီဟာဒွန်ဆန်းစုကြည်ဦးဝင်းမြင့်တို့လို NLD ပါတီထိပ်ပိုင်းကောင်းဆောင်တွေကိုသူ့ရဲ့နိုင်ငံရေးထွက်ပေါက်အတွက်ကစားကံဖြစ်ဆက်လက်ဖမ်းဆီးထားတာလို့ဝေမှန်ပါတယ်။နိုင်ငံရေးကျင်းသားများကုညီစောင့်ရှောက်ရေးအသင်း AAPP တာဝန်ရှိသူတယောက်ကလည်းစစ်ကောင်စီရဲ့လွတ်ငြိမ်းရှမ်းသာခွင့်ဟာ နိုင်ငံကဖိအားတွေကိုချော်ချဖို့ဟန်ပြလုပ်ခဲ့တာလို့ RFA ကပြောပါတယ်။နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါန်ဆန်းစုကျင်နဲ့သမရဦးဝင်းမြင့်ပါဝင်အနာသိမ့်ပြီးကြက်ကဖန်းစည်းထားတဲ့အကျဉ်းသားအလုံးကိုလွတ်ငင်းချမ်းသာကွင်းအပြည့်အဝကြီးညာပေးဖို့ကမ္ဘာကုလသမဂ္ဂက April 17ရက်မှာကြီးညာချက်ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။စစ်ကောင်စီဟာအနာသိမ့်ပြီးတဲ့နောက်၄နှစ်ကျော်အတွင်းလွန်ငင်းရှမ်းသာကွင်း18ကြိမ်ကျင်းပခဲ့ပြီးစုစုပေါင်းအကျဉ်းသား3622ဦးပြန်လွှတ်ပေးခဲ့ပါတယ် လွတ်လပ်တဲ့သုတေသနအဖွဲ့ ISP မြန်မာရဲ့စင်းတွေရအဲ့ထဲမှာနိုင်ငံရေးအကျဉ်းသား6000ဝန်းကျင်သာပါဝင်ပါတယ်ခင်ဗျာကြည့်ရှုအားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်စိတ်ဤချမ်းသာခြင်းကိုဤကျမချင်းနဲ့ပြည့်စုံကြပါစေမြန်မာပြည်အမြန်ငြိမ်းချမ်းပါစေကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ပေးကြဖို့တောင်းဆိုပါရစေ